ကမ္ဘာခေါင်းဆောင်တွေပါစောင့်ကြည့်ဖို့လုပ်နေရတဲ့ဂျော့ရှွာဘိုင်းရဲ့ချန်ပီယံစင်ခေါ်ထူပွဲကြီး UFC သမိုင်းတည်းမှာအာရှသားအောင်မြင်မှုကိုတကမ္ဘာလုံးကစောင့်ကြည့်ဖို့အတွက်လှုံ့ဆော်နေရပြီပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဂျော့ရှွာဘိုင်းကသာဘန်ဒိုဂျာယူကိုအနိုင်ရယူပြီးချန်ပီယံဖြစ်ခဲ့ရင်ကမ္ဘာသမိုင်းတစ်လျှောက်မှာအာဆီယံရဲ့အာရှသား ပထမဦးဆုံးသော MMA Champion အဖြစ်တမိုင်းမှာတွင်တွားမှမိုးလို့ပဲဖြစ်ပါတယ်။ American နိုင်ငံရဲ့တမိုင်းကြီးဖြစ်တဲ့ Donald Trump ဟာ UFC ရဲ့ဘွဲတွေကိုရန်ချိုက်တယ်ဗျ။ UFC ရဲ့ fighter တွေတော်တော်များများနဲ့လည်းရင်းနှီးတယ်၊ရင်းနှီးအောင်လည်းစ조사တယ်။သူက UFC ကိုချိုက်လို့ UFC ကိုတခြားလုပ်ငန်းတွေထပ်အခုနဲ့ဒိုးကောက်ခံတဲ့အခါမှာ short ပေါ်ပြီးတော့ကောက်ခံခိုင်းခဲ့အကြောင်းနေကြားသိရတယ်ပေါ့နော်။အင်ဖြူရိုတီ UFC ရဲ့ပွဲတွေကိုကျင်းပမဲ့အထီကို Trunk ကစိတ်ကူးရင်ခဲ့တာပါ။ ီဒီဇင်ဘာကနေ့မှာကျင်းပမယ့် UFC ပွဲကြီးမှာတော့ Joshua ဘန်သာအနိုင်ရခဲ့မယ်ဆိုရင် UFC သမိုင်းတစ်လျှောက်ပထမဦးဆုံးသောအာရှနိုင်ငံဘွားအမျိုးသား MMA Champion ဖြစ်သမိုင်းစာမျက်နှာထဲဝင်ရောက်လာမည်လို့ဒါကြောင့်မလို့တကဘာလုံးကစောင့်ကြည့်နေကြတာပါဂျော်ဂျီယာလိုနိုင်ငံတွေပထဝီနေထားရအာရှတဲမှာပါပေမဲ့မျိုးနွေရအာရှသာမဟုတ်ကြသေးပါဘူး Joshua ဘန်ကတော့မြန်မာပြည်ဖွားချင်းတိုင်းသားအာရှຫນွေစုမှစင်တက်လာတဲ့အာရှသာဆက်စစ်ပဲဖြစ်ပါတယ် ပွဲနီးလာလေလေ MMA သတင်းတွေမှာဗန်ရဲ့အောင်မြင်နိုင်စွမ်းကိုအထူးအလေးထားပြောကြားလာပြီးတရုတ်အိန္ဒိယဂျပန်ကိုရီးယားဗီယက်နမ်ဖိလစ်ပိုင်တိုင်းမလေးရှားစင်ကာပူစရိအရှာနိုင်ငံသားအကစားသမားများလေးဒီအချိန်မှာဗန်ရဲ့အခြေအနေကိုတကယ်ကိုမှစောင့်ကြည့်နေကြတယ်နော်ဒါကမ္ဘာအနေနဲ့ကောင်းဆောင်နေတော်တော်များများထိဂျော့ရှွာဗန်ရဲ့ပွဲကိုစောင့်ကြည့်နေစိတ်ဝင်စားနေလို့ကြားပါတယ်။ဘေအားရှသားမှမရယူနိုင်သေးတဲ့ UFC Champion ဂုံပုတ်ကိုမြန်မာပြည်ပေါ်ချင်းသားဘဏ်ကအောင်မြင်စွာ ယူဆောင်ပြနိုင်မလားဆိုတာကတော့အာရှသားအားလုံးနဲ့တကွကမ္ဘာနိုင်ငံတတော်များများနဲ့တကွစောင့်ကြည့်ရမယ်အချိန်ပဲဖြစ်ပါတယ် Let's go Joshua ဘန်ကြီးအမောက်သာသိပြလိုက်ပါတော့ဗျာ Joshua ဘန်ကိုဘန်ဒူဂျာတော်တော်လေးကိုအထင်သေးနေတယ် Joshua ဘန်လိုကလေးမျိုးကိုအေးဆေးပေးတဲ့နော်ဒါဂျီလောင်းတဲ့သူတွေအနေနဲ့ပတ်စံချမ်းသာခြင်းသူက Joshua ဘန်ကိုချုပ်ွက်နဲ့အနိုင်ရမယ်လို့သာလောင်းထားကြလိုက်တဲ့အကြရင်မင်းတို့ချမ်းသာပြီဆိုပြီးတော့အာမခံလာခဲ့တာပဲဖြစ်ပါတယ်